လူအများကိုရင်ကွဲစေခဲ့တဲ့စင်ထိတ်တဲ့ခွဲရချိန်မှာမြင့်ရီတွေကြနေခဲ့တဲ့စင်လေးမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်ကျောင်းရလေးကတော့လူအများကိုများစွာကြည်ကွဲဝန်းနေစေခဲ့တဲ့မြန်မာနိုင်ငံကစင်လေးနဲ့စင်ထိတ်တို့ခွဲခွာကြရတော့မယ့်ချိန်မှာစင်လေးရောစင်ထိတ်ရောငိုကြွေးနေကြတဲ့ BO5 လေးကျောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါရဲ့ရှင် လက်တလောလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာနမေကြီးလို့ပြောများနေတဲ့ကိစ္စရက်လေးကတော့တနားစရာလွန်ကောင်းတဲ့ဆင်လေးကြောင့်နေဒီဆင်လေးကိုငွေရွှေစင်လေးကထင်းချောင်းတူတူရှိနေခဲ့တဲ့အတွက်ခွဲခွာချိန်မှာမြေမစင်နိုင်ဖြစ်ကငိုကြွေးခဲ့တဲ့ဆင်ထင်းတို့ရဲ့ဘီယိုဖိုင်လေးကြောင့်ပဲဖြစ်ပါရီဘီယိုလေးကိုကြည့်ရှုရသူတိုင်းဟာအများစာစင်မကောင်းဖြစ်ခဲ့ကြတာပါဒီဗီယိုလေးရဲ့ဖြစ်စဉ်ကတော့တခင်ဖြစ်သူစင်ထင်းနဲ့ခွဲကပိုင်ရှင်သစ်စီကိုရောင်းစားခံလိုက်ရပြီဖြစ်တဲ့တွင်တခင်ဖြစ်သူစင်ထင်းနဲ့မခွဲနိုင်လို့ငိုနေခဲ့တဲ့စင်ထင်းရဲ့ဗီယိုဖိုင်လေးကအရှင်ပြတ်နလာခဲ့တာပါ ဒီစင်လေးနဲ့စင်ထင်းဟာငွေစင်လေးကအတူတူကြီးပြင်းလာခဲ့ကြသူတွေဖြစ်ပြီးစင်လေးကိုဒီစင်ထင်းကပဲထင်းချောင်းတင် जा ပေးခြင်းတွေပြုလုပ်ခဲ့တာပါ နေပေါင်းကြာရှည်စွာနေ့စဉ်အတူတူရှိခဲ့ကြသူတွေဖြစ်လို့သူတို့နှစ်ယောက်ရဲ့တန်ရောစင်ကလည်းတော်တော်လေးကိုမနဲ့ဆိုင်နေခဲ့ပါပြီ။ဆင်လေးဟာသူ့ရဲ့ဆင်တိတ်ကိုဘလောက်ထိတန်ရောစင်ကြီးမားလဲဆိုရင်တော့ညင်ရီရွှဲကြတဲ့အထိပါငိုနေခဲ့တာပါ။ဒီဆင်လေးကိုထိုင်းဘက်ကတထေတူကဈေးကောင်းပိတ်ကဝယ်ယူလိုက်တဲ့အတွက်ဆင်လေးနဲ့ဆင်တိတ်တို့ခွဲခွာဖို့အတွက်ဖြစ်လာခဲ့ပြီးဆင်တိတ်ဟာလည်းသူ့ရဲ့ဆင်ကိုမခွဲနိုင်လို့ငိုကြွေးနေခဲ့တာပါ။စင်တင်းကမခွဲကျင်နဲ့ခွဲရမှာဖြစ်တယ်လို့ပိုကောင်းနဲ့ပိုင်ရှိစီသွားမှာဖြစ်တဲ့အတွက်ဒီမှာလိုပဲယတနာကောင်းလေးဖြစ်အောင်လို့ ကောင်းကောင်းမွန်မွန်နေလို့ဆိုကစင်လေးရဲ့ခေါင်းလေးကိုပုတ်ပေးရင်နဲ့မှကြားနေကြတာပဲဖြစ်ပါတယ်။ဒီချိန်မှာစင်လေးရဲ့ခြေထောက်ကိုသူ့ရဲ့နှမောင်းလေးနဲ့စင်လေးကရစ်ပတ်ထားခြင်းကဘလောက်ထိသူတို့နှစ်ယောက်ရဲ့ကြားမှာအတန်ရောစင်နေခိုင်မာနေလဲဆိုတာအတိုင်းသားမြင်တွေ့ရတာပဲဖြစ်ပါတယ်။စင်လေးကလည်းစင်လေးကိုပိုးရကန်ဒီကားအောက်မှာမြေကြီးမစင်နိုင်အောင်ငိုချနေခဲ့တယ်လို့ကားပေါ်မှာကျိုးတွေတုတ်ခန့်ထားရတဲ့စင်လေးဟာလည်း ော်ဟေခါမျက်လုံးထဲမှာလည်းမျက်ရည်တွေကျနေတာကိုဒီဖီယိုပိုင်ထဲမှာခြေခွဲပွဲကောင်းစာမြင်တွေ့ရတာပဲဖြစ်ပါသည်။ကားပေါ်ပါသွားတဲ့ဆင်လေးကိုကားနောက်ကနေအတော်ဝေးတဲ့အထိရက်ကြီးကိုကျွေးနေခဲ့တဲ့ဆင်ထိန်နဲ့ဆင်လေးရဲ့ဖြစ်ကရုပ်ရှင်ကားတကားလိုပင်မြင်ရသူတိုင်းကိုဝမ်းနဲ့ခြေခွဲစေတာပဲဖြစ်ပါသည်။ပရိသတ်တွေကတော့ဒီဖီယက်တွေများစွာစိတ်မကောင်းဖြစ်ခဲ့ကြပြီးတော့ဆင်ရောက်ရင်ဆင်ထိန်မှာထည့်ပေးလိုက်ရမှာတစ်ဆက်တည်းပိုင်ရှင်ပြောင်းလဲဆင်ထိန်မပြောင်းသင့်ပါဘူးနော်။ဆင်လေးကြောင့်တည်တဲ့ဆင်ထိန်ကိုပဲသခင်အစ်ကအလုပ်တွဲပေးသင့်တယ်လို့မြင်ပါသည်။ လူတွေတဲ့သူတော်လေးတွေအဲ့လိုဝန်းနေနေတာတွေ့ရင်ပိုခံစားရတယ်။လူတွေကအများကြီးခံစားစရာရှိတယ်။သူတို့ကသခင်တလက်ပဲအခက်မသိရင်ရှင်ကွဲနာကြပြီးတော့မှသိနိုင်တယ်။စိတ်မကောင်းမှုကလေး။တန်ရုံးစင်ဆိုတာတွေ့မိရင်ဖြတ်ဖို့ခက်တယ်။ပုထုစင်ဆိုတော့လေလွတ်လွတ်ဖြတ်မရစိတ်မကောင်းလိုက်တာတနာပါရင်စင်တော်မြင့်ရင်မထိနိုင်ဘူး။စင်ထိန်းတဲ့ကိုဆိုရင်ပိုလို့ခံစားရမှာပေါ့။တန်ရုံးစင်ဆိုတာဖြစ်ရခက်တယ်။ကြည့်နေတဲ့ကိုကြောင့်မှမြင့်ရင်မထိနိုင်ဘူး။စိတ်မကောင်းလိုက်တာ။ ဒီလိုဇလန်လေးတွေခဏခဏကြည့်ဘူးတွေအခုတော့ပြန်မာတကယ်ကြုံရပြီပေါ့တန်ရောစင်ကြည့်တဲ့ဇန်လျော်စင်ထင်းလျော်ပြန်လည်စုံစည်းခွင့်ရပါစေဆိုကစင်မကောင်းစွာနဲ့ဝင်းရောက်ပြောဆိုမှတ်ချက်ပြုခဲ့ကြတာဖြစ်ပါတယ်တကယ်ကောမှာစင်လေးတွေရောစင်လေးနဲ့မခွဲနိုင်နဲ့ဖြစ်နေတဲ့စင်ထင်းလေးတွေရောစင်မကောင်းစရာပါပဲနော်စင်လေးလည်းယူခဲနာမကြပဲနဲ့ပိုင်ရှင်သစ်စီမှာအဆင်ပြေပြေကောက်ကောက်မွန်မွန်နေနိုင်ဖို့အတွက်ဆူတောင်းပေးလိုက်ပါတယ်နော်